နှစ်သင်းပေါင်းသွင်းကိုများနဲ့တင်ကြသွားနိုင်တဲ့ချက်စီနဲ့ပင်ပီကောင်ပရိသတ်များလုံးမဲ့မင်္ဂလာပါများ Sports Zone 44 Agent ကနေကြိုးစားပါရီချက်စီနဲ့ပင်ပီကောင်ရဲ့ချန်ပီယံလိပွဲစဉ်လာပါတော့မယ်ဒီပွဲက2025-26ချန်ပီယံလိ League Face ရဲ့ဒုတိယပွဲဖြစ်ပြီးတော့ Chelsea ရဲ့အိမ်ဝင် Stamford Bridge မှာရှင်မြန်ကစားသွားမှာဖြစ်ပါတယ်။ Chelsea ကိုတော့ Marsca ကဥဆောင်မှာဖြစ်ပြီးဘင်ဘီကာကိုတော့ Mourinho ကဥဆောင်လာမှာပါ။ ်မော်ရီညိုကချယ်ဆီမှာ2004ကနေ2009နဲ့2013ကနေ2015မှာနှီးပြလုပ်ခဲ့တာဖြစ်ပြီးတော့ပရီးမီးယားလိ3ချိန်နဲ့ကြားစုပလာတွေရရှိခဲ့တဲ့တမိုင်းရှိတာကြောင့်ဒီပွဲကအတော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်ချယ်ဆီကပထမပွဲမှာဘန်မနစ်ကို3-1နဲ့ရှုံးနိုင်ခဲ့ပါတယ်ဘာမာတကောသွင်းနိုင်ခဲ့ပေမဲ့ခန်းစစ်ပိုင်းကအတော်လေးကိုစိုးဝါညံပြင်းလုံးနေခဲ့တာဖြစ်ပါတယ်ဘေဘီကာလည်းပထမပွဲမှာကာရာဘတ်ကို3-2နဲ့ရှုံးခဲ့ပါတယ်တူစီနဲ့ဦးဆောင်ထားကလည်းနောက်ဆုံးမိနစ်တွေမှာဂိုရီပြန်ပေးခဲ့ရပြီးတော့အဲဒါကြောင့်လည်းပင်ပီကာကနီးပြပြောင်းလဲပြုလုပ်ခဲ့တာဖြစ်ပါတယ် 2023ခုနှစ်မှာယူရိုပါလီဖလားမှာဗင်ဘီကာကို2-1နဲ့နိုင်ရရှိခဲ့တဲ့မတ်တန်ကချယ်ဆီကိုစိတ်ဓာတ်အမြင့်တင်ပေးနိုင်ပါတယ်။ကိုဝဲနဲ့ပိုပါနာတို့ထံရကြောင့်လည်းချွန်နိုင်ရရှိနေပါတယ်။အဲဒါကြောင့်ဒီဘက်မှာလည်းချယ်ဆီရဲ့ခံစီအားနဲ့ချက်တွေကိုဆက်လက်ပြီးမြင်တွေ့ရဖို့များနေပါတယ်။ချယ်ဆီရဲ့အင်ဝင်အသာဂျန်နေတိုက်စစ်ပိုင်းကဗင်ဘီကာတဲ့အနေငယ်တာနေပြီးမြင်ဗင်ဘီကာရဲ့အတွေ့အကြုံတိုက်စစ်ပိုင်းကလည်းချယ်ဆီကိုဒုက္ခပေးနိုင်စွာအပြည့်ရှိပါတယ်။ချယ်ဆီကတိုက်စစ်ပိုင်းမှာအနေငယ်အသာနေပြီးမြင်ခံစီအားနဲ့ချက်ကဗင်ဘီကာအတွက်အခွင့်အရေးဖြစ်လာနိုင်တယ်လို့ပြောရမှာဖြစ်ပါတယ်။လက်တင်စလုံးကအနိုင်ပွဲဆားရဖို့အစွမ်းကုန်ဖွင့်ကစားလာဖို့များနေပါတယ်။ ဒါကြောင့်မဲ့ပွဲကနဲ့တင်မောင်းတင်ကိုများနိုင်ပါ ರೀ တပန်တကိုးစီတင်းနဲ့ပြီးဆုံးသွားနိုင်ကြပါခင်ဗျာ